ဇွန်လ19ရက်နေ့ကဘော်နီယိုကျွန်းမြောက်ပိုင်းမှာရှိတဲ့ရေတပ်စခန်တစ်ခုအနီးမှာအင်ဒိုနီးရှားဖိလစ်ပိုင်နဲ့မလေးရှားနိုင်ငံတို့ရဲ့တိုက်ခိုက်ရေးတင်းမောတွေပူပေါင်းပြီးစစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ကမ်းလွန်ဒေတာကင်းလက်ရေရင်တွေအဖြစ်စစ်ရေးလေ့ကျင့်တဲ့စစ်တင်းမောတွေဟာဒေတာရင်းလုံခြုံရေးအတွက်သာမကအစွန်ရောက်အကြမ်းဖက်တွေနဲ့ရာဇဝတ်မှုကင်းတွေကိုပါကာကွယ်ဖို့ဖြစ်ပါတယ်။အခုလိုရေပြင်ပေါ်ကစစ်ရေးလေ့ကျင့်မှုကိုတက်ဆိုင်ရာနိုင်ငံတွေရဲ့ကာကွယ်ဝင်ကြီးတွေနဲ့စစ်ဘက်ခေါင်းဆောင်တွေကရဲရင်တွေကင်းတောက်လေရင်တွေနဲ့အတူဒေတာရင်းလုံခြုံရေးအတွက်ကြီးစုစစ်ဆေးခဲ့ကြပါတယ်။ ဒါဟာဒေသရင်းနိုင်ငံဖြစ်တဲ့ဖလော်ပိုင်နိုင်ငံတောင်ပိုင်းကိုအစုံရောက်အကြမ်းဖက်တွေကျူးကျော်ဝင်ရောက်မှုနောက်ပိုင်းမှာပြုလုပ်တဲ့အရေးပေါ်လုံခြုံရေးအထူးလေ့ကျင့်မှုတစ်ခုလည်းဖြစ်ပါတယ်။ရတရဘတ်၄ဘတ်၄ဘာကြာမြင့်နေပြီဖြစ်တဲ့ဖလော်ပိုင်နိုင်ငံတောင်ပိုင်းတိုက်ပွဲတွေမှာဖလော်ပိုင်အစိုးရကိုပုံကန်တိုက်ခိုက်နေတဲ့အစုံရောက်တပ်ဖွဲ့အဖွဲ့ဟာ IS2 နဲ့ပတ်သက်နေသလိုတပ်တွင်းမှာနိုင်ငံသားသားအချို့ပါဝင်နေကြောင်းဖလော်ပိုင်စစ်ဘက်က ပြောဆိုခဲ့ပါတယ်။အခုလိုဖလော်ပိုင်တောင်ပိုင်းမငြိမ်သက်မှုတွေဟာဒေသရင်းအိမ်နီးချင်းနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားနဲ့မလေးရှားတို့ကိုပါ လုံချုံရဲ့အရာသတိပေးရာရောက်စီခဲ့ပါတယ်။ဘော်နီယိုကျွန်းရှိရာမလေးရှားကျွန်းဆက်ဘက်မှဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတစ်လျှောက်မှာနိုင်ငံသုံးနိုင်ငံပူးပေါင်းပြီးလုံချုံရင်းကင်းလေခြင်းတရင်အချက်အလက်ဖလှယ်ခြင်းအဆရှိတာတွေကိုပူးပေါင်းလှုပ်ဆောင်သွားဖို့လည်းရည်ရွယ်ထားပါတယ်။တရင်အချက်အလက်ဖလှယ်ဖို့အခြေစိုက်စခန်းတွေကိုလည်းတပြိုင်နက်တည်းဖွင့်လှစ်ခဲ့ပါတယ်လို့ရိုက်တာတရင်ဌာနမှဖော်ပြထားခဲ့ပါတယ်။